တိတ္တာ၃ချောင်းခေါင်းထဲမှာပေါ်လာတယ်။အဲ့ဒီတိတ္တာ၃ချောင်းမှာတစ်ချောင်းကစိုးလဲစိုးနေတယ်၊ရေတဲလည်းချထားတယ်။ဒါကတစ်ချောင်းနောက်တစ်ချောင်းကတော့စိုးတော့စိုးတယ်၊ရေတဲတော့မထားဘူး၊ကုန်းပေါ်တင်ထားတယ်။ဟောဒါကတစ်ချောင်းနောက်ဆုံးတစ်ချောင်းကျတော့၆တွေ့နေတယ်၊ကုန်းပေါ်မှာလည်းထားတယ်။ကဲမီးရဖို့ဆိုရင်ဘယ်ချောင်းကပို့ပြီးမီးရဖို့ရှိလဲ။နောက်ဆုံးချောင်းကတော့မီးရဆိုင်တာ။အဲ့ဒီမှာဘုရားလောင်းကစဉ်းစားတယ် လောကလူတွေတရားဓမ္မအကျင့်ကြံအထုတ်ဖို့အသိဉာဏ်ဆိုတဲ့မိတော့ဖြစ်ပေါ်လာဖို့အတွက်ဆိုလဲဆိုရေတည်းလဲချထားတဲ့တစ်သားမျိုးကတော့တစ်ချောင်းမျိုးကတော့ဒုတ်ချောင်းမျိုးကတော့ဘလို့မှမီးမထွက်နိုင်ဘူးပုတ်ချနိုင်ပုတ်ပုတ်တဲ့လူကမောသွားလိမ့်နော်ဆိုလဲဆိုနေတယ်ရေတည်းလဲချထားတယ်ဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးတဲ့အဲ့တော့ဆိုလဲဆိုတယ်ဆိုတာဘာပြောတာတော့ဆိုတော့ကာယစိတ်ဓာတ်ကိုယ်အနေထားကလည်းကာမဂုဏ်အာယုန်နေထဲမှာနေတယ် စိတ်ကလည်းကာမဂုဏ်အာယုန်ထဲမှာနေတယ်ဆိုလိုတာကလူကိုယ်တိုင်ကလည်းမိသားစုနဲ့နေတယ်စိတ်ကလည်းမိသားစုတန်ရောစင်မပြတ်ဘူးဟောစိုးနေတဲ့တက်သားနဲ့မတူဘူးလားအဲ့ဒီအချိန်မှာသူ့တဏ္ဍာမှာကာမိစ္ဆန္ဒလို့ဆိုတဲ့ကာမဂုဏ်အာယုန်ခံစားခြင်းနဲ့စိတ်တွေကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးတော့ပူလောင်တဲ့စိတ်တွေနော်ဆာလောင်နေတဲ့စိတ်တွေကလည်းပဲဖယ်ရှားမထားသေးဘူးဆိုရေထဲချထားတာနဲ့တူနေတယ်ဆိုလဲဆိုတယ်ရေထဲလည်းချထားတယ် ကိုဘွားကိုစဉ်းစားကြည့်ဘလို့တစ်၃မျိုးလဲဘလို့တစ်၆မျိုးလဲဆိုလို့ရှိရင်မိသားစုဘွားမှလည်းလူကိုယ်တိုင်ကလည်းမိသားစုဘွားမှနေတယ်စိတ်ကလည်းမိသားစုကိစ္စတွေနဲ့ပဲအချိန်ကုန်နေတယ်ဆိုးနေတယ်နော်မိသားစုဘွားလည်းမှနေတယ်ဆိုးလဲဆိုတယ်ရေထဲနဲ့ခြားထားဘယ်လို့မှမီးထွက်ဖို့ရအကြောင်းမရှိဘူးအတိညာဆိုတဲ့မီးဖြစ်ဖို့အကြောင်းမရှိဘူးအဲ့ဒီမှာကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ကတော့ဒုက္ခတော့ရှိမှာပဲတရားထိုင်နေတောင်မှပဲဘယ်လောက်ဒုက္ခဖြစ်လဲနော်